မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာအဲဆရာမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရအစဉ်ပြေကြပါစေလို့ဆရာကဥစွာဒီကနေ့မြတ်တာဘူးဆုတောင်းထောပနာပြုလိုက်ပါတယ်အဲဒီတစ်ပုတ်ကတော့ထူးထူးခြားခြားပေါ့ကျွန်တော်လေတော့လည်းရောက်နေရပေါ့လေတော့လည်းရောက်ရတဲ့အကြောင်းရင်းကလည်းဆရာကမထင်မပဲနဲ့အမိရွာအမိရွာဆိုတော့အဖွားတွေရှိတယ်နေပြီးတော့အဲလေဝေးကိုဆရာရောက်နေရလေဝေးဆိုတဲ့အတိုင်းမှာနောက်မှလေခွင်းနေတဲ့ view လေးလည်းအပြောင်းလဲဖြစ်အောင်ကျွန်တော်ရိုက်ပေးထားတာပေါ့အဲဆိုတော့ဟိုအဓိကအကြောင်းရင်းကတော့ဘာလို့လူနဲ့ဆရာတို့ တက်ကရီတစ်ခုကိုကုန်တော့မယ်တက်ကရီတစ်ခုကိုကုန်တော့မယ်ဆိုတော့ဒီ2025ကိုမကြခင်အခုဆိုရင်တော့2025ရဲ့17လပိုင်းလလေကိုရောက်လာပြီအဲ့တော့2025ခုနှစ်ကရဲ့ပေါင်းချင်းကိုဖြစ်တဲ့ဟာမစ်ကိုကတ်ကိုကိုစားပြုတဲ့နှစ်ရဲ့အဲနောက်ဆုံးလောက်တော့ခြေဒီလာကုန်ရင်ရောက်တော့မယ်အဲ့တော့ဒီ2025ခုနှစ်အတွင်းမှာဆရာမိတ်ဆွေတို့အနေနဲ့ဘယ်ယာတွေထူးထူးခြားခြားပြောင်းလဲခဲ့လဲဘယ်နေသားတွေရဲ့မိတ်ဆွေတို့ရဲ့ကံအာရောဘယ်လိုကြည့်မလဲဒါဆိုနောက်နှစ်အတွက်ဘာတွေပြင်ဆင်ထားရမလဲ အဲနောက်26မှာရောမိတ်ဆွေတို့ဘယ်လိုရှိပြလဲဆိုတော့ဆရာကအကျဉ်းသုံးသပ်ပြီးမှဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဒီ2025ခုနှစ်အတွင်းမှာတနင်္ဂနွေကစလို့ချီရပွားဟာလား9ရက်သား6ရက်ပွားတွေအားလုံးအဲကောမန်လေးတွေရေးပြသွားကြပါဦးကံအရှင်တွေဘယ်လိုရှိမလဲဒါအပြင်2026မှာဘာတွေပြင်ဆင်ထားရမလဲကိုဆရာကပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာဦးစွာဗြဟ္မာ2025 2025 ကိုပေါင်းရင်ကိုကနန်းဖြစ်တဲ့အနှစ်မှာ မိษွေတို့အားလုံးရောဘာတွေအပြောင်းလဲဖြစ်ခဲ့သလဲဆရာကပြောပြပေးမှဖြစ်တယ်။ဘာမှမပြောခင်မှာဆရာမိษွေတို့အနေနဲ့ဒီ2025ခုနှစ်အတွက်ဟာလာကုန်ပြီဆိုတော့ဒီဇင်ဘာလေးကိုရောက်လာပြီဆရာ1389ကိုကုန်လို့88ကိုတော့ဆရာအဲတနစ်စာမပြီးတော့ဘူးသို့တော့ ဟို2026ခုနှစ်အတွက်တနစ်စာတော့900သား800သားသမီးတွေအားလုံးဆရာရှိမှလာပြီးတော့တနစ်စာဟောစရံနေကြိုတင်စီရင်သွင်းလို့တော့ရပါပြီ။သို့တော့ကြိုတင်တော့စီရင်သွင်းပြပါခင်ဗျာ။ဆရာမနစ်ကလိုပဲထူ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 တော့မဟုတ်ဘူးတနစ်စာဟောစရံကတော့ဆရာရှိမှ9000ကျပ်ပါခင်ဗျာ။အဲမိတ်ဆွေတို့ရဲ့တနစ်တာလာရရင်တော့ဟိုလာရရဲ့အရှိနေတလာချင်းစီလိုက်ကိုအကျိုးပေးတဲ့အရောင်နေနေသားတွေကနန်းတွေအရာတွေအားလုံးပြင်ကျမ်းမာရေးစီးပွားရေးလူမှုရေးအဲငွေကြေးအဆက်ဆက်ရရအားလုံးပါတဲ့ပြင်ကိုမိတ်ဆွေတို့နေနဲ့ဒီနှစ် ထဲမှာဆရာရေဒီယာတွေကိုလည်းဗာလိအထက်ပေးရမလဲဆိုတော့မိတ်ဆွေတို့စိတ်ဝင်စားလို့စောင့်ကြည့်ပေါ့တေချာပါတယ်မိတ်ဆွေတို့အနေနဲ့တာမန်စာတာစစ်ရင်တော့ဆရာစေတနာလောက်ပို့တာဆိုတော့မိတ်ဆွေတို့2020 6ခုနှစ်အတွက်တနစ်စာဟောစရံအောင်ဆရာဘာတွေလက်ဆောင်ပေးမလဲဆိုတော့မိတ်ဆွေတို့စီးရင်မဲ့ကြိုတင်ပေးလိုက်ပါတခုတော့ပေးပါမယ် မနစ်ကအဲ2028အတွက်ကိုတနစ်စာဟောစရာနေမရတဲ့မိတ်ဆွေများကတော့ဆရာကိုနည်းနည်းလေးနားလည်ပေးပါဒီတနစ်တော့ကျွန်တော်မနစ်ကလည်းမရလို့ဆိုတာပြောပြပါကျွန်တော်ဦးစားပေးတော့ရေးပေးပါမခင်ဗျာကျွန်တော်လည်းဒီမှာမန္တလေးရောက်လိုက်နေပြည်တော်ရောက်လိုက်တောင်ကြီးရောက်လိုက်နဲ့အဲ2025ခုနှစ်ကတော့ဆရာငယ်အတွက်တော့အဲဖိမမြဲတဲ့နှစ်ဖြစ်လာတော့အတေချာပဲဖြစ်တယ်ကောင်းပြီဆိုတော့ဒါဆိုရင်2025ကိုတနင်္ဂနွေကိုစတင်ပြီးတော့ဆရာတို့ review လုပ်လိုက်ရအောင်2025ခုနှစ်အတွင်းမှာ ဆရာတို့နေ့တည်းလီလီပြောင်းလိုက်ဟောဆရာပုံမှန်တိုင်းပြောနေကြဆိုလို့ရှိရင်နှစ်ကိုလကစားတယ်လကိုရက်ကစားတယ်ရက်ကိုနာရီကစားတယ်နာရီကိုမိနစ်ကစားတယ်မိနစ်ကိုအချိန်ကစားတယ်အချိန်ဒီဒီလိုနဲ့နေ့လီလီရက်အတွေ့အတွေ့စက္ကန့်အပုံပုံကူးပြောင်းလာတာအခုဆိုရင်မကြခင်မှာ2025ဆိုတဲ့တက္ကရီတစ်ခုကိုကုံတော့မယ်ပြက်ကြိန်တစ်ခုကိုကုံတော့မယ်2026မှာဘာတွေပြင်ဆင်တင့်တယ်လဲမိတ်ဆွေတနင်္ဂနွေသားသမီးတွေဘာတွေဖြစ်ခဲ့တယ်လဲဆိုတော့တေချာပါတယ်တနင်္ဂနွေသားသမီးမိတ်ဆွေများဖို့ကတော့2025ခုနှစ်ဟာ စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ခဲ့တာတော့အတိအကျပဲဖြစ်တယ်အစမှဟုတ်မလို့လို့နဲ့ယုံခံလိုက်ရ ဟာဘာကိုမဆိုအစင်တော့ပြေပါတယ်ဆိုရင်တော့တေချာတယ်တကွနေသာသမီမိတ်ဆွေတွေဟာဒီ2026လာမယ့်2026ခုနှစ်မှာစိတ်ပူစရာကိုကျင်းသေးမလိုတော့ဘူး။ဘာကြောင့်လဲဆိုတော့2025ခုနှစ်ဟာတကွနေသာသမီမိတ်ဆွေများဖို့ကံဟာအတက်ကြကိုကမြန်ခဲ့တယ်အထူးသဖြင့်မိသားစုရေးရတဲ့အိမ်နွေးရေးရတဲ့မှာအချို့အထွေအပွေလီတွေများခဲ့တယ်။နေရာထိုင်ခင်းဒေသအပြောင်းလဲတွေလည်းအများများခဲ့တဲ့နှစ်ဖြစ်ခဲ့တာကတော့အသေးချာပဲဖြစ်တယ်။သို့တော့ပြီးခဲ့တာတွေထားလိုက်တော့တကွနေသာသမီမိတ်ဆွေတို့အနေနဲ့2025ခုနှစ်မှာဆိုလို့ရှိရင်မကြ ာခင်တလားဆိုရင်ဆရာတို့ဩဒီဇင်ဘာကိုကုန်လို့ဇန်နဝါရီဆိုတဲ့2026ရဲ့ပြက်ကရင်ကလကာတခုကိုစတော့မယ်အဲ့တော့2020ငါခုနှစ်ထဲမှာမိတ်ဆွေတို့အနေနဲ့တနင်္ဂနွေသားသမီးတွေဟာလက်ရှိမှာတော်တိယော်တီလေးပဲဖြစ်ခဲ့တယ်။အရင်ကြီးဆိုးထားတဲ့တဲမပါဘူးဆိုရင်တော့မိတ်ဆွေတို့ဟာ2026မှာတော့ကြိမ်းသေးပါ့စိတ်ပူစရာမလိုဘူးစိတ်ညစ်စရာမလိုဘူးလက်မရေရေကြီးထောင်လို့ရပြီးတော့2025ကိုအဲ စူဝဝမပိတ်သိမ်းခဲ့ဘူးဆိုရင်တော့2026ကိုရင်မကြီးကော့ပြီးတော့ဟာငါဟဲ့ဆိုပြီးတော့ရတနာပုံစိုက်ခင်းနဲ့စိုက်မဲ့သူလို့အာတေးကြတဲ့သားရွှေအိုးထားတာလို့အောင်နိုင်သူကြီးတခုလို့အောင်လံလွှင့်မဲ့သူမျိုးလို့ရဲရဲဝင်းနဲ့ရှေ့တို့ဆောင်ရလှုပ်ဆောင်ရင်အောင်မြင်မဲ့နှစ်တေးကြတဲ့ကျင်းတည်2025မှာမိတ်ဆွေတို့အနေနဲ့မညံ့ခဲ့ဘူးဆိုရင်တော့2026ဟာမိတ်ဆွေတို့အတွက်ကံကောင်းခြင်းတွေတိုးတက်ခြင်းတွေရရှိမဲ့နှစ်ဖြစ်တာတော့အသေးကြပဲဖြစ်တယ်။ဒါ့အပြင်မိတ်ဆွေ2025ခုနှစ်အတွင်းမှာတနင်္ဂနွေသားသမီးမိတ်ဆွေတွေအနေနဲ့ အဲမိတ်ဆွေတို့နေ2025ခုနှစ်ထဲမှာတုံးနေသားမိတ်ဆွေတွေနေနဲ့အဲလာမဲ့ကြံတဲ့တလှတာအတို့တို့မှာဆိုရင်မိတ်ဆွေတို့ရဲ့ကံရှိနေရဘာနဲ့ဖြတ်တန်းတင်တယ်လဲဆိုတော့အဲကုတုကံအားဖြင့်ဆိုလို့ရှိရင်တော့အစိုးရလည်းမရောက်သွားအောင်2026ကိုအညံ့နေလဲအဲမရောက်သွားအောင် ကံညံ့မှုတွေဆိုရင်တော့မကံကောင်းတဲ့ဘက်ကိုရောက်ရှိသွားအောင်လို့ဆိုလို့ရှိရင်တော့မိ쇠တို့လန်တရားလေးပြင်တာမျိုးတို့နော်အဲဝါဖောင်ကလေးလှူတာမျိုးတို့ဝါတရားကလေးစတိလှူတာမျိုးတို့လှုပ်ဆောင်ပြီးလို့ရှိရင်မိ쇠တို့တနင်္ဂနွေသားသမီးတွေအနေနဲ့2026ဟာကျင်းနေတဲ့ကံကောင်းမှုတွေနဲ့စတင်စီမှာအသေးစားပဲဖြစ်တယ်လို့ဆရာပြောတဲ့တနစ်စာဟောစရမ်းနေမှာလဲဆရာပြောတဲ့တနစ်စာဟောစရမ်းနေမှာလဲမိ쇠တို့အနေနဲ့အဲ ဆရာပြောတဲ့တနစ်စာဟောစတဲ့နေ့မှာလည်းမိတ်ဆွေတို့အနေနဲ့အဲဘာပဲဖြစ်ဖြစ်ဟိုရတရားလေးကြီးလိုက်လုပ်ပေးပါဒါအပြင်နှစ်အကုန်ပြက်ကြိန်ရတရားနဲ့အမိန်ပြန်တန်းရတရားလေးကိုဆရာမိတ်ဆွေပြောအနေနဲ့အမိန်ပြန်တန်းရတရားလေးတွေကိုဆရာမိတ်ဆွေပြောအနေနဲ့အလုတ်ဆောင်ပေးဖို့လိုအပ်ပါတယ်လို့ဆရာကထပ်လောင်းပြောခြင်းပါတယ်ဒါအပြင်နောက်တစ်ခုက2025ခုနှစ်ထဲမှာတနုနေသားသမီးမိတ်ဆွေများအနေနဲ့ကဒီမိတ်ဆွေတို့ရဲ့ကံဟာ ညံ့ခဲ့တယ်ဆိုလို့ရှိရင်တော့မဆရာပြောတဲ့နှစ်ကုံပိုင်းမှာဆရာပြောတဲ့အမိန်ပြန်တန်းရေတရားတို့မတိလို့ရှိရင်လဲဆိုရှယ်မီဒီယာမှာခောက်ချလိုက်အမိန်ပြန်တန်းရေတရားတို့ပြက်ကရင်ရေတရားလေးကိုလိုက်ပြီးတော့လှုပ်ပေးကြည့်ပါမစ်ဆူတို့ရဲ့ကန့်ညံ့မှုတွေဟာကန့်ကောက်မှုတွေရရှိပြီးတော့လက်ရှိမှာနေရာမမြဲအလုံးမမြဲဖြစ်မမြဲတဲ့တုံ့နှွေသားသမီးမစ်ဆူတို့အတွက်ကန်ဆာတာအပြောင်းလဲလေးနဲ့အထောက်ကူတော့90ရာခိုင်နှုန်းလောက်ရမှာအသေးချာပဲဖြစ်ကြောင်းနဲ့တုံ့နှွေသားသမီးတွေအတွက်တော့ကျင်းသေးပါတယ်2025ဟာညံ့ခဲ့တဲ့နှစ်ဖြစ်ခဲ့တာတော့အသေးချာပဲဖြစ်တယ်သို့တော့ညံ့ခဲ့တဲ့ဆိုတော့ညာလဲမစ်ဆူ ွေအားတရားကြီးမညံ့ဘူးလက်ရှိမှာမိတ်ဆွေအနေနဲ့ဘလောက်မှဆွဆွဘွားဘွားမညံ့နေဘူးကံကလည်းအရန်ကြီးစိုးမနေဘူးဆိုရင်တော့တေချာတယ်မိတ်ဆွေ2026မှာမိတ်ဆွေကစိုးရိမ်စရာနှစ်မဟုတ်ပဲနဲ့တကယ်လို့ညံ့ခဲ့တဲ့မိတ်ဆွေများအနေနဲ့လဲဆရာပြီးတဲ့ရေတရလေးကိုတေချာလေးလိုက်လို့ပြီးဂျင်အားဖြင့်မိတ်ဆွေတနှုံးနေသားသမီးတွေဟာကန်စတာဟာလက်ခမောင်းခတ်ရောက်လာအောင်ကောင်းမွန်လာမှာအသေးချာပဲဖြစ်ကြောင်းနဲ့ဆရာရဲ့ရေတရလေးကိုလိုက်ဆောင်ကြည့်ဖို့လိုအပ်ကြောင်းပြောရင်းနဲ့တနင်္လာသားသမီးတွေအတွက်ဆက်လိုက်ကြရအောင်